အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကုချမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေသေးကအတဲကြက၈ချိန်တီတီရှိပြီးတော့ညနေမှာတော့တရလုံးတိုင်းတာနဲ့150အကြာနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က26ရက်နေ့9လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေသေးကတော့150ကျပါတယ်96.5ငားရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းတဲ့ဈေးက9450ဆိုင်ကလက်ခံတဲ့ဈေးက9350လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9420.16နဲ့ပေါင်းစည်းရှိနေပါတယ် ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3328နဲ့ထိုင်းရွှေသေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ32.65နဲ့ထိုင်းရွှေသေးကိုတွက်ထားပါတယ်။96.500ကျင်းလို့ရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခံ100ရှိပါတယ်။လက်ခံပြီးအစီထိုင်းရွှေခဲတစ်ပတ်သားကို93650ဈေးနဲ့ပေါင်းစည်းရှိပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြမပြပဲဆိုင်က93350နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခံတို့ရတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခံစည်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရနိုင်တစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကျင်းလို့ပြပြ ီတယ်ပြင်ကို48600ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းချွေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cinex Glency ကိုစခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ200၊၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကျမရှိပါဘူး။ထိုင်းချွေစင်းငွေစည်းတွေကိုအများအားတင်ပေးပါတယ်။ထိုင်းချွေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုလောလောလိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ။